များလက်စွပ်ကြီးကအရန်ကိုခမ်းထားတယ်အရန်ကိုလှပတယ်ပွဲရလည်းအရန်ချစ်ဖို့ကောင်းတဲ့ပွဲလေးမင်းသမီးကို fashion စင်စာမိတယ်နဲ့လေနောက်ဆုံးတော့မင်းသမီးကိုစင်စာတိုက်တာဘယ်သူလဲဆိုတာသိပြီအားလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့ခုံမိုးကြီးပါဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ ီမီမီလေးစုပြီးတဲ့33နှစ်ပြည့်မွေးနေ့မှာဓာတုရှိသူဖြစ်တဲ့ငင်သာဟင်းဝီရန်ကဗရမျက်လက်စုပ်နဲ့လက်ထပ်ကုန်းပေါင်းလာဖို့လဲအားလုံးပြုကြမယ်လို့ထင်ပါတယ်ဗျ။အခုမီမီမီစုပြီးတဲ့ရှင်ရဲ့စီးကျက်လက်စုပ်နဲ့ဖက်ရှင်ကိုဝေဖန်ပြဆိုထားတဲ့အမပြောင်းရဲ့ပြည်ပိုင်လို့ဖြစ်ပါတယ်ဗျ။နောက်ပြီးဘာပဲဝဝဲအငင်းကွမ်းနေတဲ့မစုပြည့်ရဲ့ဖက်ရှင်ကျင်းစာကိုလဲကျင်းစာတိုက်တာဘာတူလဲဆိုတာကိုလဲပေါ်ပြသွားတဲ့အကိုကျောင်းရဲ့ပြည်ပိုင်လေးလဲပါတာမို့လို့ကျွန်တော်နဲ့အတူဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်လိုက်ရအောင်ဗျ။ မင်းသမီးကို fashion စိန်စာမိတယ်မင်းသမီးကို fashion စိန်စာမိတယ်နဲ့လေနောက်ဆုံးတော့မင်းသမီးကိုစိန်စာတိုက်တာဘယ်သူလဲဆိုတာသိပြီးစဆူမပူလို့ကြီးလာရှင်တို့လည်းအဲ့ဒါကိုသိကျင်တယ်ဆိုလို့ရှိရင်နားထောင်သွားလိုက်တော့စိုက်တဲ့နေရာမှာစိုက်တယ်လို့ယူကြောက်ကတော့အိတ်ခမ်းနဲ့ရောက်နေနော်ပါလဲဆိုတဲ့ခါကျတော့အခုမင်းသမီးကိုဘယ်ပွဲတွေချုပ်တယ်ညာပွဲတွေချုပ်တယ် ဘယ်မှာဆိုလို့ရှိရင် pre production နေလို့လို့ pre discussion နေလို့လို့လုပ်တယ်เนาะလုပ်ပြီးသွားလို့ရှိရင်လည်းအမလေးဘလိုတွေ timing နဲ့ဘလိုတွေဆွေးနွေးတယ်ဘလိုတွေချုပ်ပါတယ်ဆိုချုပ်ပြီးတဲ့ခါကျတော့လေနောက်ဆုံးမလိုက်မဖက်မအပ်မဆက်ဘာမှမသိလျော်တဲ့ဟာတွေကိုချုပ်ပေးထားတာเนาะကို idea တွေကိုဟာကိုအဲ့လိုပြောလို့ရှိရင်လည်းလေတို့တော့ပဲပြန်ပြီးတော့ကတ်ကြအောင်မယ်ကွယ်အခုဒီဒီပွဲမှာဆိုလို့ရှိရင်လည်း နော်ဘလို့ဖြစ်လို့မအမ်းမဆတ်မထော်မနန်းနေချုပ်ပေးထားတာချုပ်ပေးနေတယ်ဆိုလို့ရှိရင်ကိုမင်းသမီးအချိုးအစားနော် లై ဖတ်တဲ့ဟာတေချာကြည့်အောင်ချုပ်အောင်လေအခုကဘလို့ကြီးဖြစ်လို့အဲ့လိုတွေလောက်ပေးထားတော့သူများမလာမပကို idea နဲ့ကိုကကိုထွင်ကြတယ်ဆိုလို့ရှိရင်ကိုအုံနာကိုတော့အခုဒီပုံကိုပြမယ်နော် ပြောလို့ရှိရင်လည်းကြောက်ကိုကြီးကြီးတက်တက်တွေရန်တွေ့အောင်မဲ့ဗီဒီယိုကြီးတွေဗီဒီယိုကြီးတွေလောက်ပြီးတော့လေတုတ်တင်တာမကောင်းပါဘူးပြောတဲ့လူတွေတာမှဗီဒီယိုကြီးတွေလောက်ပြီးတော့ရန်တွေတွေ့တာမလေးစပါရဲ့နော်အဲ့တော့ဒီဓာတ်ပုံကိုပြမယ်ရှင်တို့ကြည့်ဒီဓာတ်ပုံက2024ခုနှစ်ဇန်နဝါရီတုန်းကเนาะ online shopping ကနေရောင်းတဲ့ပုံ ဘသူအိမ်ကြီးကိုတန်းမြင်တော့အခုက2025နော်ဘသူအိမ်ကြီးကိုတန်းမြင်တော့ရှင်တို့အဲ့ဒါလေတခြားစကလုံးနေနဲ့ရှင်းပြစရာကိုရှင်တို့မလိုတော့မင်းသမီးကို fashion ချိန်စာတိုက်ချလိုက်တာဘသူလုံးဆိုတာသိပြီမလားရှင်တို့ကြောက်လဲသိသွားပြီဒါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အညာပရမရလက်စွကြီးကအရန်ကိုခန်းထားတယ်အရန်ကိုလှပတယ်ပွဲကလည်းအရန်ချစ်ဖို့ကောင်းတယ်ပွဲလေးသူတို့သမီးကြီးကလည်းအရန်ချစ်ဖို့ကောင်းတယ် ဒါပေမဲ့ဝတ်စုံကတော့အရန်ကွမ်းတယ်။ဒါကတော့အမှန်တိုင်းပြောတာပါ။ဘာဖြစ်လို့ဆိုဆိုဖြစ်သစဉ်ကအရန်ချစ်ဖို့ကောင်းတဲ့မင်းသမီးတွေမှာပါတယ်။သူ့ပုံစံလေးကရင်ရင်လေးနဲ့အရန်ခွတိုက်လေးနော်။ချစ်ဖို့ကောင်းတယ်။ဒါကဒါပေမဲ့ဒီဝတ်စုံတွေကလိုက်ဖက်မနေဘူး။ဟုတ်တယ်မလားဒါကိုရှင်တို့ fan အစွဲတွေသူကငယ်စဉ် group တွေတွေကကျမဒီလိုပြောရင်ကျမဝိုင်းဆဲကြအောင်ပဲမနာလိုလို့ပြောတာပူလောင်လိုက်တာအာနင်းအောင်ဒီလိုဘဝမျိုးရရနိုင်လို့လားအဲ့လိုတွေလားပြောပြောနေကျမတို့ကအမှန်အမှန်တိုင်းပဲကျမတို့ကပြောပြတာ တအားကြီးကိုမင်းသမီးကိုအလုံးဝအထိမခံနိုင်ဘူးအထိမခံနိုင်ဘူးဘာပြောပြောလက်သက်မခံနိုင်ဘူးဆိုရင်ကိုမင်းသမီးကပို့ပြီးတော့ ጓ မ်းပြီးရင် ጓ မ်းသွားလိုက်မယ်နော်ကျမအဲ့ဒါပြောပြတာဘာလဲဆိုတော့ဒီဝစ်စုံကတာမန်ပွဲတွေမှာဝင့်ရင်တော့အရန်လှရင်လှလိုက်မယ်ဒီလိုမျိုးပွဲအကြီးမှာဝစ်ရလောက်အောင်လို့လှပတင့်တယ်နေတဲ့ဝစ်စုံမဟုတ်ဘူးနော်ကျမကလည်းဒီဇိုင်နာတင်နန်းတွေတက်ခဲ့ဘူးတဲ့သူတယောက်ဖြစ်တဲ့အတွက်ကျမဒီဇိုင်နာတာတယောက်မဟုတ်ပေမဲ့ဒီဇိုင်နာတယောက်မဟုတ်ခဲ့ပေမဲ့ဒီဟာတွေကိုတရားရာခိုင်နှုန်းအပြည့်နားမလည်အောင်ပါပဲနားလေတဲ့တော့နားလေတဲ့ ကျွန်မပြောပြမယ်နော်လူအယောက်30နဲ့3ရက်လောက်ကိုမအိပ်မနေအချိန်ပုံခံပြီးတော့ချုပ်ထားလို့ထွက်လာတဲ့ result ကဒီလောက်ပဲလားကျမငโกတွေကဒီ designer ရှီကထွက်လာတဲ့ဝတ်စုံတော်တော်များများကိုကျမငโกတွေကကျမကျမရဲ့စိတ်ပေါ်တော့တခြားလူတွေလည်းကျမမကြိုက်ဘူးအရန်ဂွမ်းတယ်လို့ခံစားလို့လေ အရန်ခွမ်းတယ်လို့ခံစားလို့ကျမတခါမှမကြိုက်ခဲ့ဘူးအခုဒီလိုစိုးပြေပွဲမှာအာဒီဟာဝတ်တော်အစကဘသူမှလိုက်ပေါ့နော်ဒီဇိုင်နာပဲပြီးလက်ပြီးရောဒီဒီဇိုင်နာဆိုတာတည်လဲတည်ရောကျမစိတ်တော်တော်တော့ပြတ်သွားတယ်ဒုက္ခပဲဆိုပြီးတော့ဗောနော်အဲ့တော့အဲ့တော့ဒီဟာကလေဒီဝတ်စုံကစိုးပြေရကြတော့ငကိုလေးအတူပြတ်နေလုံးဝမလိုက်ဘူးနော်ဒီလိုမျိုးပွဲမျိုးမှာဒီလိုအရန်သူ့အတွက်အရန်အရေးကြီးတဲ့ပွဲမှာအာဒီထပ်ပို့ပြီးတော့တင့်တယ်လှပတဲ့အဲဝတ်စုံမျိုးကိုသူက အာဝစ်စင်ခွင့်သူကရတဲ့နယ်ပေါ့နော်အာဘေးနားကနေပြီးတော့ဒီဝစ်စုံကိုဘေးနားနေပြီးတော့သူတို့ကဗီဒီယိုကျမကြည့်လိုက်တယ်ဒီဝစ်စုံဘယ်သူစီစဉ်ပြီးအစီစဉ်တဲ့သူကိုလည်းကျမစဉ်းစားတယ်ဒီဝစ်စုံကအပြင်မှာတော့အရန်လှနေလှနေလိမ့်မယ်ကျမဒီဝစ်စုံလုံးဝမလှဘူးလို့မပြောဘူးနော်ဝစ်စုံကသူ့ရဲ့ဝစ်စုံကြီးပဲတော့လှရင်လှနေလိမ့်မယ်ဒါပေမဲ့ဒီလိုပွဲအခမ်းအနားမျိုးမှာစိုးပြင်းနဲ့လိုက်ဖက်ညီလားမညီလားဆိုတော့ဘေးနားနေဝိုင်းပြီးတော့မကြည့်ပေးနိုင်ကြဘူးလားကျမပြောတာဟမ် မကြည့်မိနိုင်ဘူးတခြားဝစ်စုံတွေကွာမင်းသမီးတက်ရောက်နေတဲ့တခြားဒီဇိုင်နာတွေအများကြီးရှိတယ်ကွာမြန်မာနိုင်ငံမှာတကယ့် professional ဒီဇိုင်နာတွေဒီလိုပွဲကြီးမှာဒီလိုမျိုးဒီဇိုင်နာကြီးတက်ရောက်ရောက်နေတကယ့်ကို share ဝစ်မဝစ်တင်ဘူးလားအဲအခုတော့ဝစ်စုံကြီးကဂွမ်းနေဝစ်စုံကြီးကတော့တကယ့်ဂွမ်းနေဒါဟိုဟိုလက်သက်ခံပါဘေးနာအောက်ကရှင်တို့အောက်ကဖန်အစွဲတွေလည်းလက်သက်ခံပါကျမတို့ပြန်လာပြီးတော့မကြိုက်ပါနဲ့နော် ျမတို့ကဒီထက်ပိုပြီးရှင်တို့တွေအဲ့ဒီအယူဆွဲကြီးကြီးနဲ့မရဘူးလှတယ်လှတယ်ပြောနေနောက်ထပ်ပွဲရံဒီထက်ပိုခွမ်းသွားမှာဆိုတော့ကျမတို့ကဂျားတဲ့ကနေပြောပြပေးနေတာနော်သိလားသူ့မျက်နှာလေးကအရန်ရှင်ရင်လေးချစ်စီဟုတ်ပါတယ်ဗျမဆူပြည့်ဆိုရင်သူ့ရဲ့မျက်နှာလေးဆိုရင်အရန်ကမှချစ်ဖို့ကောင်းပါတယ်ဗျသူ့ရဲ့ခန္ဓာကိုယ်နဲ့ဒီဝစ်စောတို့ပြန်နေရတကယ်ကမှလိုက်ဖက်နေမှုမရှိဘူးဗျမြန်မာမျိုးသမီးပြည်ပြည်မြန်မာဆန်ဆန်နေဖို့မဆိုရင်ပိုပြီးလိုက်ဖက်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးပါဗျ